ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ကာလာနဲ့ပတ်သက်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီပထမဗီဒီယိုတစ်ခုမှာကျွန်တော်ဒီအခြေခံအယောင်300ရောင်နဲ့အဲ့အခြေခံအယောင်300ရောင်ကနေမှတဆင့်ဒီနောက်ထပ်ဒီ secondary color 300ရောင်ထပ်ပြီးတော့ဖြစ်ပေါ်လာတဲ့အကြောင်းကိုကျွန်တော်ပြောခဲ့ရပါတော့။ Okay အဲ့ဒီအပိုင်းလေးကိုကျွန်တော်နည်းနည်းလေးဟိုပြန်ပြောပြပေးမယ်ပေါ့နော်။ ဲ့တော့ပထမအနေနဲ့ကျွန်တော်တို့ကြည့်ရအောင်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့အခြေခံရောင်း3ရောင် R G B အဲ့ R G B ကနေတဆင့်ကျွန်တော် secondary color yellow magenta cyan ပေါ့နော် secondary color ဖြစ်လာတယ်ပေါ့နော်ဘယ်လိုဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်ဒီ red နဲ့ blue နဲ့ပေါင်းလို့ရှိရင်ကျွန်တော် magenta ဖြစ်လာတယ် red နဲ့ green နဲ့ပေါင်းရင်ကျွန်တော် yellow ဖြစ်လာတယ်ပြီးတော့ကျွန်တော်တို့ဒီ green နဲ့ blue နဲ့ပေါင်းလို့ရှိရင် cyan ဖြစ်လာတာပေါ့နော် โอเคအဲ့တော့ကျွန်တော်ကပထမဗီဒီယိုမှာကတော့ဒီအခြေခံရောင်6ရောင်ပေါ့နော်3ရောင်ကနေနောက်ဖြစ်ပေါ်လာတယ်နောက်ထပ်6ရောင်ဒီ6ရောင်ကိုပဲကျွန်တော်တို့တည်တိုင်းရတယ်လို့ကျွန်တော်ကပြောခဲ့တယ်ဒါပေမဲ့အဲ့ဒီအဟာကဒါကတော့ကျွန်တော်ဒီ Photoshop ထဲမှာကျွန်တော်အဓိကဟိုသုံးလို့ရှိရင်အခြေခံကြတဲ့အရောင်နေပေါ့နော်အဲ့ဒီအပိုင်းလေးကိုကျွန်တော်ပြောခဲ့တာအဲ့တော့ကျွန်တော်ဒီနေ့ပြောပြမယ့် အကြောင်းအရာကကျွန်တော်ဒီ camera raw ထဲမှာရှိတယ်ဒီ color mixer မှာပါတဲ့ hue ရဲ့ saturation ရဲ့ luminance ရဲ့အဲ့သုံးခုအကြောင်းကိုကျွန်တော်ဒီနေ့ပြောပြမှာဖြစ်ပါတယ်။ Okay အဲ့ဒီသုံးခုအကြောင်းကိုမိတ်ဆွေတို့ကိုဟိုကျွန်တော်ကသိစေချင်တာက Okay အဲ့သုံးခုအကြောင်းကိုပြောမယ်ဆိုလို့ရှင်เนาะဒီ6ရောင်နဲ့တော့ကျွန်တော်တို့ကထပ်ပြီးတော့သွားလို့မရတော့ဘောเนาะအဲ့တော့အဲ့ဒီ6ရောင်ကနေတဆင့်ထပ်ပြီးတော့ဖြစ်လာတယ်နောက်ထပ်အခြေခံအရာနောက်ထပ်6ရောင်ရှိသေးတယ်အဲ့တော့စုစုပေါင်းအရာက12ခုဖြစ်သွားမယ် โอเคไอ้ဆက်နှစ်ခုကိုမိတ်ဆွေတို့တီမအဲ့ဒီခုနပြောတဲ့ဒီကင်မရာရောမှာရှိတဲ့ color mixer တွေက hue saturation luminance ပေါ့နော်အဲ့သုံးခုအကြောင်းမိတ်ဆွေတို့ကတေချာလေးတီပေါ့မှာဖြစ်ပါတယ်โอเคအဲ့တော့အဲ့သုံးခုမသွားခင်ကျွန်တော် color နဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးပြန်ပြောမှာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်အောင်လက်ရှိကျွန်တော်ဒီ photoshop ထဲကိုတစ်ချက်ကျွန်တော်တို့ချက်ကြည့်ပေးပါအဲ့တော့ကျွန်တော်ပထမအကြောင်းကဒီ red ရယ် green ရယ် blue ရယ်โอเค ဲ့3ယောက်ကနေတဆင့်ကျွန်တော်တို့ဘာတွေဖြစ်လာလဲဆိုတော့ရဲလို့ရဲအဲမဂျင်တာရဲပြီးတော့ကျွန်တော်တို့ကစိုင်ရယ်ဖြစ်လာပါနော်โอเคဒီမှာကကြတော့ကျွန်တော်တို့ကဘာဖြစ်လာလဲဆိုတော့အဲဒီမှာ violence ပေါ့နော် violence ဆိုပြီးတော့သူက၃နာရယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီ orange နော် orange ဆိုပြီးတော့ကျွန်တော်ဖြစ်လာโอเคဆိုတော့ကျွန်တော်တို့ကနောက်ထပ်ဒီဖြစ်လာတဲ့အကြောင်းတွေကိုမိတ်ဆွေတို့ထပ်ပြီးတော့သိရမှာပေါ့နော် အဲ့တော့ဒီဘက်ဘေးမှာဇာအခွက်တွေတခုရှိရဲ့အခုလက်ရှိပေါ့ဒီဇာအခွက်မှာကျွန်တော်မိတ်ဆွေတို့အနေနဲ့ကြည့်ရနည်းနည်းလေးဝါးမလားတော့မပြောတော့ကျွန်တော်တစ်ချက်ပြောပြပေးမယ်ဒီမှာ primary color ကဘာရှိမလဲဆိုတော့ဒီမှာ blue ရယ် red ရယ် yellow ရယ်ပေါ့နော်ဒီမှာ၃ရောင်ရှိတယ် secondary မှာကျတော့ကျွန်တော်ဘာဖြစ်လဲဆိုတော့ green ရယ် violence ရယ်အဲ orange ရယ်ပေါ့နော်ဒီမှာ၃ရောင်ရှိမယ် okay နောက်တစ်ခုကကျတော့ကျွန်တော်ဘာလဲဆိုတော့ test prime test ကာလာပေါ့နော်နောက်ထပ်ဒီ3ဒီ6ခုကနေနောက်ထပ်6ခုထပ်ပြီးတော့ဖြစ်ပေါ်လာတယ်ပေါ့နော်โอเคအဲ့တော့ဖေးစလိုတစ်ချက်ကြည့်အောင်အဲ့တော့ကျွန်တော်ဒီမှာ red ရယ် violence ရယ် blue ရယ် green ရယ် yellow ရယ် orange ဆိုပြီးတော့ဒီမှာ6ရောင်ရှိရပေါ့နော် primary နဲ့ secondary color ဆိုပြီး6ရောင်ရှိတယ်အဲ့6ရောင်ကနေကျွန်တော်နောက်ဘာဖြစ်လာလဲဆိုတော့ orange နဲ့ဒီ yellow ကြားမှာဆိုရင် yellow နဲ့ yellow orange ပေါ့နော် ီးတော့နောက်တစ်ခုကဒီ orange နဲ့ဒီ red ကြားမှာဆိုလို့ရှင် red orange ဖြစ်လာမယ်ပြီးတော့ violence နဲ့ red ကြားမှာဆိုလို့ရှင် red violent ပြီးတော့နောက်ကဒီ violence နဲ့ blue ကြားမှာဆိုရင် blue violence ဖြစ်မှာပြီးတော့ဒီ blue နဲ့ green ကြားမှာဆိုလို့ရှင် red blue green ပေါ့နော် green blue တော့မရှိဘူးနော် blue green ဖြစ်မယ်နောက်တစ်ခုကကြတော့ green ရဲ့ yellow ကြားမှာဆိုလို့ရှင် yellow green ဖြစ်မယ်โอเคအဲ့တော့ဒီ HSA အကြောင်းကိုကျွန်တော်တို့ သိကျင်တယ်ဆိုလို့ရှိရင်တော့ဒီအယောင်12ယောင်အကြောင်းမိတ်ဆွေတို့သိရမှာပေါ့နော်အဲ့ဒါမှပါပဲမိတ်ဆွေတို့ကအဲခုနဒီကင်မရာရောတွေကဒီ color mixer tools ကိုကောင်းကောင်းနားလည်มาဖြစ်ပါတယ်အဲအဲ့တော့ဒီ color mixer တွေကဒီ hue ရယ် saturation ရယ် lumination အဲ့၃ခုကဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်တို့ဒီသူကတော့ဒီ color grading အဆင့်တော့မဟုတ်ဘူးဓာတ်ပုံတော့ပုံကိုကျွန်တော်တို့ကဒီ camera raw တွေကိုထည့်လိုက်ပြီးစာနဲ့ ဒီ color correction အရင်ဆုံးကျွန်တော်လုပ်ပေးရပါဘောနော်အဲ့တော့ဒီ color correction အဆင့်ကိုမိတ်ဆွေတို့ကအဲတကယ်လို့ဘောနော်ကိုကဒီအပိုင်းကိုလည်းတရားလေးတည်ထားတယ်ဆိုလို့ရှင်တော့တခါတည်းကျွန်တော်ဒီ camera raw ထဲမှာပဲဒီတခါတည်းချိန်ဝင်လို့ရတာဘောနော် okay အဲ့တော့ကျွန်တော်ကတော့ဒီအပိုင်းလေးကိုဟိုပြောပြမယ်လို့ဆုံးဖြတ်ထားတယ်ဆိုပေမဲ့မိတ်ဆွေတို့အနေနဲ့ဟိုရှုပ်သွားမှလည်းကျွန်တော်ကစိုးရိမ်နေပါတော့ဒါပေမဲ့လွယ်လွယ်ကူကူလေးပဲ ဒီချက်ကြည့်လိုက်ပါတော့ကျွန်တော်ဒီ H10 အကြောင်းကိုတိမယ်ဆိုလို့ရှင်တိကျင်တယ်ဆိုလို့ရှင်လက်ရှိအခုကျွန်တော်ပြရတဲ့ဒီ color wheel ကအယောင်၁၂အောင်ရပြောင်းလဲအောင်ပုံပေးစီလို့ဒီဌာနလေးအောင်ကြည့်ပါအဲ့ဒါဆိုလို့ရှင်တော့ကျွန်တော် H10 ကိုကောင်းကောင်းသဘောပေါက်အောင်ပါပါเนาะအဲ့တော့ကျွန်တော်တို့အခုလောတစ်ချက်ပြန်ပြီးတော့ယူကြည့်မယ် yellow နဲ့ orange မှာဆိုလို့ပါရှိလဲ yellow orange ရှိတယ်အဲ့တော့ orange နဲ့ red ကြားမှာဆိုလို့ရှင် red orange ရှိတယ်အဲ့တော့ red နဲ့ violence ကြားမှာဆိုရင် red violence violence နဲ့ blue ကြားမှာဆိုလို့ရှင် blue violence violet နဲ့ green ကြမှာဆိုလို့ရှင် blue green ဟုတ်ပြီနော်ပြီးတော့ကျွန်တော် green နဲ့ yellow ကြမှာဆိုလို့ရှင် yellow green အဲဒါလေးတွေကိုမိတ်ဆွေတို့သိလို့သိရမှာပေါ့နော်အဲ့တော့ဒီဇာတ်ဒီဇာတ်ကွက်ကိုလည်းမိတ်ဆွေတို့အနေနဲ့အလွတ်နီးပါးရအောင်ဟွန်းကြည်ထားတင်တယ်မှတ်ထားတင်တယ်ပေါ့နော်ကျွန်တော်ဒါလေးတော့အကြံပေးခြင်းတယ် okay အဲ့တော့ကျွန်တော်တို့ဒီကင်မရာရဲက access ကိုကျွန်တော်သွားကြည့်မယ်ပေါ့နော်ကျွန်တော်တို့ဒီ color mixer ကတော့ဒီကျွန်တော်ဓာတ်ပုံဆရာတိုင်းဒီ photoshop ကိုသုံးတဲ့လူတိုင်း ျွန်တော်တို့သိတယ်ဗောနော်ဘာလို့လဲဆိုတော့ဒီပိုင်းကလူတိုင်းလဲအများနဲ့ပြင်နေရနေအောင်နော်โอเคအဲ့တော့ကျွန်တော်တစ်ချက်ကြည့်အောင်ဗောနော်အဲ့ဒီ color mesa ထဲမှာဆို hue ရယ် saturation ရယ် luminance ရယ်အဲ့တော့ဒီ၃ခုရဲ့အလုပ်လုပ်ပုံလေးကျွန်တော်နည်းနည်းပြောပြမယ် hue ဆိုတာဘာအောင်ပြောတာလဲ hue ဆိုတာကတော့ဒီ color ရဲ့ color ပြောင်းလဲမှုတွေပြောတာဥပမာထားပါတော့အနီးအနီးအဲ red orange yellow green blue ပဲပဲပါပဲ မဂျင်တာအဲ့တော့ဒီသူက hue ဆိုတာကတော့ color တွေကိုပြောတာ color တွေအများကြီးကိုပြောတာအဲ့ color တွေအများကြီးကိုပေါင်းပြီးတော့ကျွန်တော် hue လို့ကျွန်တော်သတ်မှတ်တယ်ပြီးတော့ saturation ဆိုတာကကြတော့ဒီ color ရဲ့အနုအရင်ကိုကျွန်တော်ကပြောတာပြောချင်တာကကျွန်တော်အနီဆိုလို့ရှိရင်အနီကကျွန်တော်ကအနီဖျော့ဖျော့လေးရှိမယ်ဟုတ်အနီရင်းရင်ရှိမယ်အဲ့တော့အနီဖျော့ကနေအနီရင်းရှားမှရှိတယ်ဒီ color ပြောင်းလဲသွားတယ်အယောင်ပြောင်းလဲမှုပေါ့နော်အယောင်ပြောင်းလဲသွားတာပေါ့နော်အယောင်ပြောင်းလဲမှုကိုကျွန်တော်က saturation လို့ခေါ်တယ်ပြီးတော့နောက်ကလူမနစ် luminous ကကြာဘာအောင်ပြောရလဲဆိုတော့သူကကျွန်တော်ဒီ color တွေမှာလဲအလင်းတန်ဖို့ရှိရယ်အဲ့တော့ကျွန်တော်တို့ကဒီဥပမာထားပါတော့အနီအောင်အနီအောင်ကကျွန်တော်ကတချို့ကကြာတော့အယောင်တက်တော့ကြီးအယောင်တက်တော့မှာရင်းကြီးပျော်ပျော်လဲလဲကြီးလင်းနေတာရှိတယ်ဗျာအဲ့လိုလိုလင်းနေတဲ့ဟာကိုဒီအနီဆိုလို့ရှိရင်အနီရဲ့အလင်းတန်ဖို့ရှော့ချပေးမယ်ဒါမှမဟုတ်အနီရဲ့လင်းတန်ဖို့တိုးအောင်လုပ်မယ်အဲ့တော့ပြောချင်တာက luminous ကဒီ color တွေမှာရှိတဲ့အလင်းတန်ဖို့ကိုကျွန်တော်ကပြောချင်တာအဲ ဒါလေးကိုတခြားလေးမှတ်ထားပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့မှာအဓိကဒီ၃ခုမှာဘာအောင်မှားတတ်ကြလဲဆိုတော့ hue နဲ့ saturation အဲ့နှစ်ခုသိမရှင်းကြပြီးတော့နောက်တစ်ခုက saturation နဲ့ luminance အဲ့အဲ့နှစ်ခုပေါ့နော်အဲ့အဲ့အဲ့ကောင်နေရပြောင်းလဲမှုတွေကိုဟိုတခြားနားမလဲကြပါဘူးနော် luminance ကတင်တော့တင်လိုက်တာပဲကျွန်တော်သိကြရတယ်ဗျအဲ့ lu ရဲ့ skin ကကျွန်တော်ကအနီနဲ့အဝါးချားမှရှိရလို့ကျွန်တော်ပြောတာပါနော်အဲ့တော့ကျွန်တော်တို့က luminous မှာဆိုလို့ရှိရင်ကျွန်တော် orange ရဲ့တန်ဖိုးကိုကျွန်တော်ကတင်းနေတယ်ပဲအဲ့လိုတင်းရင်ဘာဖြစ်မလဲဆိုတော့လူရဲ့ skin ကပိုဖွေးသွားတယ်ဟုတ်တယ်နော်အဲ့လိုမျိုးရှိတယ်ဗောနော် okay အဲ့တော့ဒီ၃အခုနကျွန်တော်ပြောတဲ့ဒီ hue ရဲ့ saturation ရဲ့ luminous ရဲ့သူတို့တစ်ခုချင်းစီရဲ့အတိတ်ပဲကိုမိတ်ဆွေတို့နားလည်အောင်လုပ်ပါဘာလို့ဆိုတော့အဲ့ဒါကိုတိမတာလင်ကျွန်တော်တို့နောက်ထပ်နောက်ထပ်သွားမယ်သင်ခန်းစာဒီ color နဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုမိတ်ဆွေတို့ကကောင်းကောင်းသဘောပေါက်ပါဗောနော်အဲ့တော့ luminous ဆိုတာကအလင်းနဲ့ပတ်သက်တဲ့အရာ လူမနစ်ကအလင်းနဲ့ပတ်သက်တဲ့အရာ saturation ဆိုတာကအရောင်တွေရဲ့ color အနုအယဉ်ဖြစ်ပေါ်လာတဲ့ color အနုအယဉ်ကိုပြောတာအဲ့ဒါဒါပေမဲ့ hue ကကြတော့ဘာကိုပြောတာလဲ hue ဆိုတာ color တွေအလုံးပေါင်းထားတဲ့အရာကို hue ပြောချင်တာ hue ဆိုတာက color တွေ color ပြောင်းလဲမှုကိုပြောတာသူ hue ထဲမှာအနီးအဝါအစိမ်းလိမ်မောစသဖြင့်ပေါ့နော်အဲ့လိုမျိုး color တွေအလုံးကိုသူ hue လို့ခေါ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့တစ်ချက်ကြည့်အောင် ဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကောင်းပါလေးရဲ့ဒီအင်ကြီးအယောင်ကိုကျွန်တော်တို့တစ်ချက်ကြင်ကြည့်မယ်ပေါ့နော်အယောင်လေးတစ်ချက်သွားကြည့်အောင်အဲ့တော့ကျွန်တော်ဒီလိန်အနီးကိုကျွန်တော်တိုးကြည့်လိုက်မယ်โอเคအဲ့တော့သူကကြတော့တခုဟာဖြစ်တာတခုကကျွန်တော်ဒီဓာတ်ပုံတွေမှာကျွန်တော်အနီးကအင်ကြီးမှာလည်းပါတယ် background မှာလည်းပါတယ်ပြီးတော့ကောင်းပါလေးနှာခမ်းနေရအနီးဆိုးရမယ်ဆိုရင်လည်းနှာခမ်းနေရအနီးဖြစ်မယ် အဲ့တော့ကျွန်တော်တို့ကဒီအနီတန်ဘိုးကိုကင်လိုက်ပြီဆိုတဲ့ဒီပုံတပုံလုံးမှာရှိတဲ့အနီတန်ဘိုးတွေကအကုန်လုံးတိုးရင်တိုးမယ်ရော့ရော့မယ်အကုန်လုံးလိုက်ပြီးတော့ပြောင်းလဲပါမယ်ဒါလေးတော့မိတ်ဆွေတို့ဟိုတခြားလေးဟိုလုံးဖို့လိုအပ်တယ်ပေါ့နော်ထားပါတော့ကိုကအင်ကြီးအယောင်မှာရှိတဲ့အနီကိုပြောင်းနေတာအဲ့ဒါဒါပေမဲ့ဒီအဲ H70 တဲကကျွန်တော် Hue ကိုကင်ပြီးတော့ကျွန်တော်အနီကိုတိုးလိုက်တယ်အင်ကြီးကတော့အယောင်ပြောင်းသွားပါတယ်ဒါပေမဲ့ကျွန်တော်ဒီနှက်ခမ်းနီရဲ့အယောင်ကအယောင်ပူရွှင်သွားတာဖြစ်မယ်အယောင်ပြောင်းသွားတာဖြစ်မယ် ပြီးတော့နောက်တစ်ခုကကျွန်တော် background မှာရှိတဲ့ color တွေပို့ပြီးတော့ပြောင်းသွားတာရှိတယ်။အဲဒါမျိုးလေးတွေပေါ့နော်အားလေးတော့နည်းနည်း view size ပို့လိုအပ်တယ်။အဲ့တော့ကျွန်တော်ကအကြံပေးချင်တာကဒီ color mixer တွေက tools ကိုသုံးမယ်ဆိုလို့ရှိရင်အဲကိုယ့်ရဲ့ဒီပုံတပုံက color တွေအများကြီးပါတယ်ပေါ့နော်အယောင်3ယောင်အထက်4ယောင်အထက်ပါတဲ့ပုံတပုံပြီးတော့အဲ့ color တွေကလည်းပုံရဲ့အစိတ်ပိုင်းတော်တော်များများပါနေတယ်။ဥမာအနီဆိုလို့ရှိရင်ခုနကကျွန်တော်ပြောသလိုပဲပုံရဲ့အစိတ်ပိုင်းတော်တော်များများမှာသူကပါနေတယ်။ဘာညာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ color mixer နဲ့နေ ာလာချိန်မယ်ဆိုလို့ရှိရင်မိတ်ဆွေတဲ့အန်ရီတော့နည်းနည်းများတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ तू ကတူတဲ့အရာတွေအကုန်လုံးကအကုန်လုံးလိုက်ပြီးတော့တန်ဖိုးတွေကတက်နေမှာယော့နေမှာပေါ့နော်။ Okay အဲ့ဒါလေးတစ်ချက်လေးကျွန်တော်ပြောပြခြင်း ਨੇ ။အဲ့တော့ကျွန်တော်တစ်ခုတစ်ချက်သွားကြည့်အောင်နော်။ Orange Okay ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီမှာကြည့်အောင်။ Orange ကိုကျွန်တော်တင်လိုက်တယ်။ဒါဆိုလို့ရှိရင် तू ကအင်ကြီးအယောင်ကတက်သွားပြီနော်။ဒီအင်ကြီးအယောင်ကကျွန်တော်ဘာအယောင်လဲလို့မပြောဘူး။အယောင်တက်သွားတာယော့သွားတာကိုပဲကျွန်တော်တစ်ချက်ကြည့်အောင်။ဟုတ်ပြီ အဲ့တော့ကျွန်တော်ကဒီမှာ orange orange ကိုကျွန်တော်တင်လိုက်တော့အရောင်ကလုံးဝအောင်မှာပြောင်းသွားတယ်ပြီးနောက်တစ်ခုကအဲ orange ကိုကျွန်တော်ချလိုက်တော့ဖြစ်တယ်ဒီဘက်ဟိုတခြားအရောင်တစ်ခုဖြစ်သွားတယ်အနီဘက်ကိုကြောက်သွားတယ်ဗောနော်အဲ့တော့ဒါက red orange ဖြစ်ပုံများတယ် okay အဲ့တော့ဒါကတော့ okay ရှယ်အဲရှယ်လို orange ဗောနော် okay ဒါကတော့ orange ဟုတ်ပြီ ဘာလို့ဆိုတော့ကျွန်တော်တို့ကလူရဲ့စကင်ကโอเคဒီဟာလေးတစ်ချက်ကျွန်တော်ပြပြခြင်းနဲ့ဆိုပါစို့ကျွန်တော်ပထမပြောခဲ့တယ်လူရဲ့စကင်ကအနီးနဲ့အဝါးချားမှရှိရလို့ကျွန်တော်ပြောတယ်ပြီးနောက်တစ်ခုက orange ရဲ့အစွန်းနှစ်ဖက်ကိုကျွန်တော်တစ်ချက်ကြည့်အောင်ဒါဆိုလို့ရှိရင်အနီးဘက်ကိုရောက်သွားတယ်ဒါဆိုလို့ရှိရင်အဝါးဘက်ကိုနည်းနည်းရောက်သွားတယ်အဲโอเคအစိမ်းဘက်လည်းနည်းနည်းပါတယ်ဗောနော်โอเคအဝါးလို့ပဲတုံးတုံးလိုက်မှာဆိုပါစို့အဲ့တော့ orange ရဲ့ဘေးမှာဘာရှိတယ်ဆိုတော့အဝါးနဲ့အနီးနဲ့ရှိတယ် ဒါခုနကာလာဝီကိုမိတ်ဆွေတို့ကြည့်မယ်ဆိုရင်သဘောပေါက်သွားလိမ့်မယ်။ Okay အဲ့တော့ orange ရဲ့အစွန်းတစ်ဖက်မှာအဝါနဲ့အနီနဲ့ရှိတယ်။အဲ့တော့ဒီဘက်ကို short လိုက်မယ်ဆိုလို့ရှင်ကျောင်းက red ဘက်ကိုရောက်သွားတယ်။ဒါဆို red orange ဒီဘက်ကို short လိုက်မယ်ဆိုရင် yellow orange ဖြစ်သွားမယ်။ဒါလေးကိုမိတ်ဆွေတို့ကောင်းကောင်းသဘောပေါက်ဖို့လိုအပ်တယ်။အဲ့တော့ orange ကအနီနဲ့အဝါနဲ့ပေါင်းထားတဲ့အရာတစ်ခုပဲပေါ့နော်။နည်းနည်းရှုပ်အောင်လားတော့မပြောတတ်ဘူး။ Okay ဒါကာလာဝီကိုသဘောပေါက်မယ်ဆိုလို့ရှင်တော့ဒီရောင်မဲဆိုလို့ကောင်းကောင်းသိပါ။ Okay နောက်တစ်ခုကြည့်အောင်။အဝါ ဲ့တော့အဝါကကြတော့ဘာနဲ့ဘာနဲ့ပေါင်းတာလဲချက်ကြည့်အောင် okay ဟိုးနောက်မှာနော်ဟိုးနောက်မှာ okay အဲဒီမှာအစိမ်းရောင်လေးတွေပြောင်းသွားနော်အဲအဲ့တော့အဝါဒီကျွန်တော်တို့က orange နဲ့ green နဲ့ကြားမှာရှိတယ်ဗောနော်အဲ့တော့ yellow green အဲဒီမှာကြည့်ကျွန်တော်ကျွန်တော်တို့ကြည့်အောင် ခုနကျွန်တော်တို့ orange ကိုတင်တဲ့ချိန်မှာဟိုးနောက်ကဒီ background ရဲ့အနောက်အဲ့လူရဲ့အနောက်ကအရောင်လေးပြောင်းသွားတာပေါ့နော်အဲ့တော့ဒီမှာကြည့်အောင် yellow တင်လိုက်တဲ့ဆိုလို့ရှိရင်ဒါကအဲ yellow အဲ yellow orange ဖြစ်မှာပေါ့နော်ဒီကောင်ဆိုလို့ရှိရင်ဒါ yellow green ဖြစ်မှာโอเคအဲ့တော့ကျွန်တော်တို့ခုန color wheel ကိုမေးဆိုလို့တိမယ်ဆိုလို့ရှိရင်ဒီတစ်ခုချင်းစီရဲ့တင်တာ short တာ တင်လိုက်ရင်ဘိုင်အောင်ထွက်သွားမယ်ရှော့လိုက်ရင်ဘိုင်အောင်ထွက်သွားမယ်ဆိုတော့ color wheel ကိုကြည့်ပြီးတော့မိတ်ဆွေတို့ဆုံးဖြတ်လို့ရနိုင်တယ်တကယ်လို့ကိုကမျက်လုံးနဲ့မဆုံးဖြတ်နိုင်ဘူးဆိုလို့ရှိရင်လည်း color pack ထောက်ပြီးတော့ဒီပုံတပုံကဘယ်လိုမျိုး color တွေပြောင်းသွားလဲဆိုတော့မိတ်ဆွေတို့ကောင်းကောင်းသိပါမယ် okay အဲ့တော့ဒါ hue ဆိုတာကကျွန်တော်တို့ကလုံးဝ color ကိုလုံးဝပြောင်းပလိုက်တာဗျာမဒီ orange ကိုပဲအခြေခံပြီးတော့ကျွန်တော်ပြောပြအောင်မယ်ကျန်တဲ့ရောင်တွေတော့ကျွန်တော်မလိုက်မပြောင်းပြတော့ဘာလို့ဆိုမိတ်ဆွေတို့ရှုပ်သွားမှာဆိုလို့ okay အဲ့တော့ဒီမှာကြည့်မယ် orange လုံးဝပြောင်းပြောင်းသွားပြီဗျာ online ကိုကျွန်တော်အောက်ဆုံးထိရွှေ့လိုက်တဲ့ချိန်မှာ minus 100တိထားလိုက်ချိန်မှာနောက်ထပ်အယောင်တယောင်ပြောင်းသွားတယ်လူကောင်မလေးရဲ့အင်ဂျီကဒီဘက်ကိုထက်ကြည့်အောင်ဒါဆိုလို့ရှိရင်လည်းအဲ့လိုပဲနောက်ထပ်တယောင်ပြောင်းသွားတယ်အဲ့တော့ကျွန်တော်ပြောချင်တဲ့ message ကဒီ hue ဆိုတာကအယောင်ပြောင်းမိတာပဲပြောချင်တာသူကတယောင်တယောင်ပြောင်းမိတာဒါကိုသိရမယ်ဒါလေးကိုကျွန်တော်သိစေချင်တာ okay ဒါဆို hue ကြောင့်ပဲဆိုလို့သဘောပေါက်သွားပြီလို့ထင်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ saturation ကိုကျွန်တော်သွားကြည့်အောင် saturation ကကျွန်တော်ပထမပြောခဲ့တာဗာလဲဆိုတော့ အရှောင်အနုယင်တင်ပေးတာအဲ့တော့ဟုတ်ပြီကျွန်တော်ကဒီမှာကြည့်ရအောင် orange ကိုကျွန်တော်ချလိုက်တယ်အနီအနီဘက်ကိုရောက်ပါတော့ဗောနော်အဲ့တော့ကျွန်တော် saturation မှာဒီနော် saturation မှာကျွန်တော်ကဒီအနီ okay ဒါဆိုရင်နော်အရှောင်ကြည့်မယ်နော်အဲဒီမှာဒီမှာဒီ orange ကိုမပြောင်းပြီးတော့ကျွန်တော်ကန်ရအောင်ဘာလို့ဆိုတော့ဒီမှာကျတော့တူတန်ပေါ်ကပို့ပြီးတော့ထိရောက်မှုရှိတယ်အဲ့တော့ကြည့်ရအောင်ဒီမှာဆိုလို့ရှိရင်ကြည့်ပါ း saturation ကျွန်တော်ကဒီပထမပေါ့နော်ဒီ color picker တဲ့ကအရောင်၁၂အောင်ကဒီ hue တစ်ခုကိုပဲမိတ်ဆွေတို့ကြည့်ရမယ်ဒီ saturation ကကျတော့ orange ဆို orange ပဲနော် red ဆို red ပဲဒါပဲမိတ်ဆွေတို့ကြည့်အောင်ပဲအဲ့တော့ကျွန်တော်တို့တစ်ချက်ကြည့်အောင်ဒါဆိုရင် okay ဒီမှာ red ဆိုလို့ရှိရင်တော့ red ကအင်ကြီးမှာပဲထိနေဖြစ်ကြတော့ skin ကိုလုံးဝလုံးမလုံးအောင် okay ဒီမှာဆိုလို့ရှိရင်ဒီ orange ကကျတော့ skin ရောအင်ကြီးရောနှစ်ခုလုံးအလုပ်လုပ်သွားတယ်ဒါဆိုရင် ကျွန်တော်တို့တစ်ချက်ကြည့်မယ်ဗောနော်ဒီ orange လေးကိုပဲတစ်ချက်ကြည့်လိုက်โอเคပထမဒီအလဲမှာရှိတော့ကကြတော့အရောင်ကပုံမှန်အရောင်အလဲလက်မှာရှိတဲ့အရောင်ဗောနော်အဲ့တော့ဒီကောင်ကိုကျွန်တော်ကလုံးဝ short ချလိုက်မယ်ဆိုလို့ရှိရင်အရောင်ကလုံးဝအဖြော့တဲ့ရောက်သွားတာဗောနော် orange red uh, yellow orange အဖြော့တဲ့ရောက်သွားပြီဒီဘက်မှာဆိုလို့ရှိရင် လုံးဝမှာအရောင်တောက်တောက်ကြီးဖြစ်သွားပြီအဲ့တော့ မဲဆိုသိရမှာက saturation ဒီ color အပြော့ကနေအပြင်းအရင်ထိပေါ့နော် color အနုကနေအရင်ထိကိုလိုးသလိုကိုကပြောင်းသွားတာပေါ့နော်ပြောင်းအောင်ပြောင်းအောင်လုပ်ပေးတာပေါ့သူကတော့ color တွေကို change လုပ်ပေးတာမဟုတ်ဘူးအနီကနေအဝါပြောင်းပေးတာလည်းမဟုတ်ဘူးအစိမ်းကနေအပြောင်းအောင်ပြောင်းပေးတာလည်းမဟုတ်ဘူးအနီကတော့အနီပဲအဲ့အနီကိုမှအနီနုနုလေးကနေအနီရင်းရင်းကိုပြောင်းပေးတာအနီရင်းရင်းကနေအနီနုနုကိုပြောင်းပေးတာအဲဒီသဘောတရားကိုမေးဆွေလို့သိအောင်သိရင်ရပြီဗျာကျွန်တော်ပြောချင်တာဟာလား ဲ့တော့ကျွန်တော်ပြောချင်တာက saturation က color အနုရင်းကိုပြောင်းပေးတာအရောင်တွေကိုတစ်ခုနဲ့တစ်ခုပြောင်းပေးတာမဟုတ်ဘူးဒါကိုကျွန်တော်ပြောပြချင်တာ okay ပြီးတော့နောက်က luminance luminance ဆိုတာကကျွန်တော်ပထမမှာပြောတာလေအလင်း color တွေရဲ့အလင်းတန်ဖိုးလို့ကျွန်တော်ပြောတာဟုတ်ပြီတစ်ချက်ကြည့်အောင်အဲ့တော့ကျွန်တော်ဒီကောင်းပဲကျွန်တော်တို့ကြည့်မယ် and the orange ကိုပဲအခြေခံပြီးတော့ကျွန်တော်ကြည့်အောင်ပထမပေါ့နော်ဒီကောင်းကိုကျွန်တော်က short လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်ပါလဲလုံးအောင်မှာအရောင်နော် color မပြောင်းဘူးနော်ဒါဆိုတေချာလေးနားလည်အောင်ကြည့်မယ် color မပြောင်းဘူး လုံးဝသူ့ရဲ့အလင်းတန်ဖိုးတွေပဲယော့သွားတာနော်မကြည့်အောင်ဒီမှာလုံးဝတွေ့လားမျက်နှာကဘာဖြစ်သွားလဲအဲလုံးဝအလင်းရှိတော့ဗျာကာလာတွေကသူ့ကမွေးချောက်ချောက်နဲ့ဖြစ်လာအဲမှာကြည့်အောင်အဲသူ့ရဲ့ကာလာမှာရှိအလင်းတန်ဖိုးတွေတက်လာတဲ့ခါကျတော့ဘာဖြစ်လဲပို့ပြီးတော့လင်းပြီးတော့ဖွေးတက်လာအဲโอเคအဲ့တော့ကျွန်တော်ဒီသုံးခုကိုပြန်ကောက်ကြည့်မယ်အဲ့တော့ hue ဆိုတာကကာလာတရောင်နဲ့တရောင်ချိန်းတာအနည်းကနေအပြပြောင်းခြင်းလားအပြားကနေအစိမ်းပြောင်းခြင်းလားအဲအဲ့လိုမျိုးပေါ့နော် ဲ့လို change နေတယ်ဆိုကျွန်တော် hue ကိုသုံးရမယ် saturation ကြတော့အဲအနီကနေအပြာပြောင်းကျင်လို့မရအောင်သူကအနီကိုပဲအနီနုနုလေးကနေအနီရင်းရင်ပြောင်းကျင်လာဒါမှမဟုတ်အပြာနုနုလေးကနေအပြာရင်းရင် change ကျင်လာအပြာရင်းကနေအပြာနုနုကို change ကျင်လာအဲအဲ့လိုသူကအယောင်တယောင်တည်းကိုပဲအနုရင်းနော်အယောင်အနုရင်းလုတ်ပေးလုတ်ပြောင်းပေးတာပေါ့နော်အဲဒါ saturation အလုပ်လုပ်တာလူမနစ်ကြတော့ဥပမာထားပါတော့အပြာရောင်ပဲ ဒါပေမဲ့အပြရောင်မှာရှိတဲ့အပြမှာဝင်နေတဲ့အလင်းတံမိုးစာရှိတယ်။အဲ့တော့အပြအောင်မှာနည်းနည်းလေးပဲလင်းလင်းလေးပေါ့နည်းနည်းလေးပဲလင်းနေတယ်အဲ့အပြအနေမမိန်လေးအလင်းမမိန်လေးပဲအဲအဲ့လိုမျိုးအဲ့လိုအပြမမိန်လေးတော့အပြအောင်မှာလုံးဝဖွဲ့ဖွဲ့လင်းလင်းအဲအဲ့လိုမျိုးဖြစ်ချင်လာဒါဆိုလို့ရှိရင်ကျွန်တော် luminous ကိုသုံးပါအဲ့တော့မိတ်ဆွေတို့ ਨੇ ဒီ HS10 ရဲ့အခြေခံကြတဲ့အသုံးပြုပုံအဲနားလည်မယ်လို့ကျွန်တော်မျှော်လင့်တယ်အဲကျွန်တော်လည်းအတတ်နိုင်ဆုံးမိတ်ဆွေတို့နားလည်အောင် ကျွန်တော်ဒီဗီဒီယိုလေးကိုရှင်းပြပေးပါပါတယ်။အဲ့တော့တခုခုအခက်အခဲရှိတာဖြစ်ဖြစ်နားမလည်တာရှိလို့ရှင်ကျွန်တော်ဗီဒီယိုရဲ့ဒီ comment မှာတစ်ချက်ရေးထားပေးပါ။ကျွန်တော်ထပ်ပြီးတော့မိတ်ဆွေတို့နားလည်မယ့်ပုံစံတစ်မျိုးနဲ့ကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးပါမယ်။အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲကျွန်တော်ရိုက်ရက်လိုက်ကြပါဘောနော်။အားလုံးပဲကျေးဇူးတင်ပါတယ်။အဆင်ပြေကြပါစေလို့ကြွတောင်းပါတယ်။အားလုံးပဲ bye bye ။